တချို့တွေကပြောတယ်ဗျကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့တချို့လုပ်ငန်းရှင်တွေတချို့ပုံကူတွေကဘာပြောလဲဆိုတော့တချို့တင်ဖို့မှာအခွင့်အရာညာအတွင်းမှုညာပြောရညာထိုင်ရတချို့တွေပြောတယ်ဘာပြောလဲဆိုတော့ဘယ်တော့နော်ဟိုဦးမင်းအောင်လိုင်းပြောတာဒီမင်းအောင်လိုင်းကအာနာမတ်တယ်အာနာယူတယ်ပြောကြတာရှိတယ်ကျွန်တော်ကျွန်တော်ကခဏခဏကြားဘူးလေသူစဉ်းစားတယ်အော်ဦးမင်းအောင်လိုင်းကိုအာနာမတ်တယ်အာနာယူတယ်အာနာမတ်လို့အာနာယူလို့ပြောကြတာရှိတယ်โอเคအဲ့ဒီပြောတဲ့လူတွေကိုယ်တိုင်ကဒီလိုတချို့တချို့သူတွေကအသိအဖွဲတွေမှာဥက္ကဋ္ဌနေရနေမသိဘူးလောမသိဘူးဥက္ကဋ္ဌနေရနေ ဩဃရဏီကမစင်းကြဘူးဖတ်ထားတာဩဃရဏီကအသိဖတ်ထားတာအသိဖတ်ထားတာမစင်းဘူးတကယ်ပြောတော့ပြီးတော့အဲ့လူတွေကပဲချိုကိုရကြရင်ပြောလိုက်ပြီဥမြောင်လည်းအာနာမဲ့တယ်ဥမြောင်လည်းအာနာကြီးဝါဖြစ်တာငါဖြစ်တာဟိုကတနေ့ကအိုးကျတဲ့အာနာမလည်းမဟုတ်စရာခင်ဗျားတို့ကဘာမှမဟုတ်ကြတော့ခင်ဗျားတို့ခွက်ခွက်သောင်းကုန်နေမှာတော့ဟိုလိုဟာလောက်ပြောမနေနဲ့လေတခါကျရီးဖို့လည်းကောင်းတယ်သူများကလည်းညှို့ထိုးတဲ့လူကကိုယ်တိုင်အာနာမဲ့နေကြတာမေ့နေအဲ့အသိန်းဖွဲ့တော်များအားလုံးပဲမင်္ဂလာပါ ဒီဗီဒီယိုဖိုင်လေးကိုအရင်အဆုံးနားထောင်ကြည့်လိုက်ရအောင်နော်ပြည်သူတွေကကျွန်တော်တို့ရဲ့190ကျော်တာဘဝဘေးအသီးနှံကိုသိခဲ့ပြီကျွန်တော်တို့တိုင်းပြည်ဒီဒီစစ်အာဏာယူတွေမရှိမှတကယ်ရေရှည်တည်တံ့ငြိမ်းချမ်းတဲ့လူအဖွဲ့အစည်းတည်းရဲ့နိုင်ငံတနိုင်ငံမြို့တစ်မြို့ဂျွာတရွာတဲလို့ရမှာဗျာဒီအာဏာယူတွေရှိနေသေးပြီဘိုးကြနေသေးပြီဒီတိုင်းပြည်ဘာမှမတိုးတက်မစီးပင်မထွန်းကားနိုင်ဘူးဆိုတော့ကျွန်တော်တို့နော်တောသူတောင်သားတွေရောမြို့သူမြို့သားတွေရောအားလုံးကဘဝဘေးအသီးနှံကိုလေးလေးနက်နက်နားလည်သဘောပေါက်သွားတယ် ဒါကြောင့်လေဒီတော်လန်ရေးမှာအခုအစွမ်းကုန်ပါတာဗျအစွမ်းကုန်နော်စွမ်းကုန်ပါဝင်နေကြတယ်အဲ့တော့ဒီလိုအခြေအနေမှာဒီလိုလူထုရဲ့ပါဝင်မှုကြောင့်ပဲတော်လန်ရေးကအခုဒါခရီးအတိုင်းတာတစ်ခုထိကျွန်တော်တို့ရောက်ခဲ့ပြီပေါ့ဗျာအဲ့ဒီအခြေအနေမှာလာပြီးတော့ဟုတ်လားဟိုအိမ်ကြီးချင်းဆိုတဲ့နိုင်ငံတွေရောအိမ်ဝေးချင်းတွေကလာပြီးတော့တောင်ပြောမြောက်ပြောဂျိုးပြောမိုးပြောပြောတာမျိုးတွေရကျွန်တော်တို့လူထုကတော့ရှင်းတယ်လုံးဝလက်ခံစရာအကြောင်းမရှိဘူးဗျာ ရှင်ရင်းနေတယ်သူတို့နိုင်ငံမှာရောအဲ့လိုစစ်တပ်ကြီးကအာဏာသိမ်းတာသူတို့ကြိုက်မှာလက်ခံမှာဒါပဲသူတို့နိုင်ငံမှာတန်တဲ့ရှိတဲ့လူတွေကအခုလိုပြည်သူတွေတတ်တာဖြတ်တာတွေထောင်ချတာတွေလုပ်ရင်သူတို့လက်ခံပါလားပြောဒါပဲရှင်းရှင်းလေးပဲအဲ့တော့ကိုချင်းစာတရားဖားရသမ်းမှာစာနာကြည့်ကြသမ်းမှာကျွန်တော်တိုင်းပြည်ဒီစစ်အာဏာယူတွေအချင်းချင်းအာဏာသိမ်းလို့ပဲဒီတိုင်းပြည်တို့အခုလိုနော်အာတဒနာပေါင်းအများကြီးတက်နေအဲ့တော့ဒီအာဏာရှင်စနစ်ဆိုးကိုကျွန်တော်တို့ကဒီຫນွေဦးတော်လန်ကြီးကနေလူကြီးလူငယ်လူသက်အားလုံးပေါင်းပြီးတော့နော်ပြည်သူအားလုံးရဲ့ပါဝင်မှုကျေးလက်မျိုးပြ တကယ်ဗျာလူလူလူဒန်းစားအဆုံးပါလေဗျာကျွန်တော်ကတော်တော်များများနေရာတွေရောက်တယ်နော်ကျွန်တော်တို့အညာတို့ပြောတဲ့ကျွန်တော်ဗမာတိုင်းရင်းသားတွေအဓိကနေတဲ့နေရာတွေရောကျွန်တော်တို့ညီနောင်တိုင်းရင်းသားတွေနေတဲ့နေရာတွေကျွန်တော်ရောက်အားလုံးကတဘောတယ်ပဲဘုံရန်သူကဒီစစ်အာဏာရှင်စနစ်ပဲဒီစစ်အာဏာရှင်စနစ်မရှိမှဒီတိုင်းဒီတည်တမ်းမယ်ငြိမ်းချမ်းမယ်တာယာမယ်ဘုံကြီးအတူနားထောင်ကြည်လရာအော်လောကကြီးလောကကြီးတော်တော်တရားကြောက်ကောင်းတယ်ဗျာတော်တော်တရားကြောက်ကောင်းတယ်နော် ဥစဉ်တို့လိုတိုင်းပြည်နဲ့ဘာသာတရဏအတွက်ကိုစိုက်မမှန်ဆောင်ရွက်နေတဲ့သူတွေဒီတွေအတွက်ကိုပရိဒါအတွက်လည်းဥစဉ်တို့လှူဆောင်နေတာပါဒီဘေးမှာလည်းပေါ့ကတော်တို့ပါခဲ့တယ်ငလျင်ဘေးမှာလည်းပေါ့ကတော်တို့ပါခဲ့ပါတယ်ဒါပြည်သူတွေအားလုံးလည်းအတည်ဆုံးပါဗျအဲ့လိုဘုံကြီးကိုကြတော့ဘုံကြီးအတူတဲ့အတူတဲ့နော်အတူမောလည်းမြိုင်ပါဗျတငယ်လေးတွေမွေးတယ်တငယ်လေးတွေမွေးပြီးတခါတခါမတွေကိုအထင်ကြီးအောင်သင်္ကန်းကြီးယုံပြီးမှမိမ့်မိတ်ကြီးထိုင်ပြီးမှညညစောပွဲကြီးနေပြီးမှ တငယ်လေးတွေမွေးတငယ်လေးတွေမွေးပြီးမှဖန်လျှောက်ခံနေတဲ့ကိုတော်ကြတော့เนาะဖန်လျှောက်ခံပြီးမှဏိပိတ်တည်းရဲ့ကိုတော်ကြတော့ဖုံးကြီးအစ်စ်တဲ့ဗျာဖုံးကြီးအစ်စ်တဲ့အစ်စ်တဲ့ဗျာတော်တော်အံ့ဩစရာကောင်းတဲ့ဖြစ်ကြီးပါလားဗျာအဖျော်ကြီးအတူ မြမဒီမှာလေခင်မကောင်းတဲ့ကြားတဲ့ကတကယ်ဈေးနှုန်းတက်တာတဲ့ချွေရီထုတ်လုပ်နေတာကိုတွေ့ရတာဖြစ်ပါတယ်။မြင်တွေ့ရတဲ့အတိုင်းဆိုရင်တော့မန္တလေးက C+ အချွေရီထုတ်လုပ်တဲ့စက်ယုံလေးပဲဖြစ်ပါတယ်။ဘွားထင်ရကာလေးနဲ့ဆိုတော့စက်ယုံကိုတော့သူတို့ဘာဘယ်နေရာမှာဘာရှိနေရရှိတယ်တော့မပြောဘူးကွနော်။ ဒါပေမဲ့မန္တလေးမှာရှိတယ်လို့ပဲပြောတယ်အဲ့ဒီမှာထုတ်လုပ်တဲ့ချိုရီကြီးကတော့မျိုးစားကြီးကတော့ C+ ဆိုတဲ့မျိုးစားလို့ပြောတာပဲတော်တော်များများရှိတယ်ဗျာနော်အဲ့တော့ဒီဟာလေးတွေကသူတို့ဘာနဲ့ထုတ်လုပ်ကြလဲဟာလားတတိစိမ့်နေမရှိဘဲနဲ့လဲသူတို့အစိမ့်အောင်တွေထုတ်နိုင်တယ်ကော်ဖီမဆိုင်ဘဲနဲ့လဲကော်ဖီတမျိုးအချွေထုတ်နိုင်တယ် ်အာလိမ္မောဒီမရှိဘဲနဲ့လိမ္မောရီထုတ်နိုင်တဲ့စတော်ဘယ်ရီဒီမရှိဘဲထုတ်နိုင်တယ်ဆိုတော့ဒါစားတောင်းတူတွေအတွက်ဆိုးဆေးတွေနဲ့ထုတ်လုပ်ထားတဲ့အရာတွေကြောင့်ဟုတ်လားအလုံးဒုက္ခရောက်သွားနိုင်ပါတယ်ကလေးများကိုတိုက်ကြွခြင်းသတိပြုကြပါအလုံးဒီဗီဒီယိုဖိုင်လေးကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ကဲခဏလေးနားထောင်ပြီးအောင်เนาะကျမရဲ့အမပေါ့เนาะကျမမနည်းနည်းသူပြောစရာ ရှိရဲ့တဲ့ကျမကိုပြောလာတယ်ဆိုတော့ပေါ့เนาะ အဲကျမတို့ညီမနှစ်ယောက်ပေါ့နော်နည်းနည်းလေးပြောစရာရှိရဲ့အာဘာပြောချင်လဲဆိုလို့ရှိရင်ကျမနေတဲ့ရက်ကွက်မှာဘောမတွေရှိတယ်ပေါ့နော်အဲ့ဒီကျမနေတဲ့ရက်ကွက်ကဘောမတွေကကျမရဲ့နောက်ွယ်မှာပြောတယ်ပေါ့နော်ဘာပြောလဲဆိုတော့ဒီကောင်မဖဲဝရထုတ်ထားတာပျော်တယ်ပျော်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်သူတို့က ဘလို့ပြောလဲဒါကျမမသိဘောเนาะကျမရင်တော့မခေါဘူးစိတ်တော့မကောင်းဘူးဖြစ်နေอ่ะသူတို့อ่ะတစ်ခါလာဖမ်းမနာထုတ်လို့ဆိုအေဖိုးလောက်တွေထုတ်တာလေเนาะပီနိုင်လောက်ဆိုတော့ကျမဘယ်ဘယ်ဘလို့ဖြစ်မယ်ပဲကြည့်ပါဦးပီနိုင်လောက်ဆိုတော့တော်သေးတာဗောအခုအေဖိုးလောက်တွေထုတ်တာကျမစိတ်မကောင်းဘူးဖြစ်နေอ่ะအဲ့ဒါကျမလွန်လာခဲ့ပြောကြည့်ဟန်တစ်ခါတလေလေးပီနိုင်လောက်တွေထုတ်ပါလို့เนาะဘပ္ပကြီးเนาะတိလနေ့စီလာချစ်စရာလေးကောင်းပါတယ်အဲ့တော့ပီနိုင်လောက်လေးထုတ်ဗောเนาะအေဖိုးလောက်လေးတော့မလုံးနဲ့ဗောเนาะနောက်ပြီးတော့ဒီဘက်ရောက်ကားကဘောမားတွေကိုလည်းကျမပြောမယ်เนาะ နင်တို့နေတဲ့ရက်ကွက်မှာငါလည်းနေတယ်ငါနောက်ကွက်ရစောက်ချောင်းငါစောက်ချောင်းမပြောနဲ့တတိရှိငါရှိကိုလာနော်အချိန်မရွေးနေနဲ့ငါနဲ့လည်းအတူတူရှိနေတာပဲဟဲ့နေရလည်းဘလို့ဖြစ်လဲငါရှိကိုလာပြီးတော့ပြောပေါ့ဟဲ့လားပြောမမဘာပြောချင်လို့လဲပြောကြည့်အောင်ဘဘကြီးမရောက်လိုက်အောင်မာကျင်တာဖန်ဝရမထုတ်နဲ့လို့ဖန်းကြည့်တယ်လားဖန်းတူအားပေါ့နော်ကျမကတော့မရောက်ခက်ဆွတ်ဆွာဆိုတော့ အဲ့လိုမျိုးလေးတွေကျမကတော့ပြောချင်တယ်ပေါ့နော်ဒါကတော့ဘုံမတောင်ပြီးပြီဆိုတော့ဘုံမတွေပြောချင်တာဒီလောက်ပဲပြောချင်တယ်နောက်ပြီးတော့ပေါ့နော်အကောက်ထဲမှာလာလာပြီးတော့ပြောတယ်နင်တို့တော်လန့်ရေးရအောင်ပြီလားအောင်မီလားဘတော့အောင်မလဲလို့မင်းမင်းနေကြတဲ့ဟာတွေပေါ့နော်နင်တို့ကပါဝင်ကြည့်အောင်မီငါတို့တော်လန့်ရေးဘာမှပြောစရာအကြောင်းမရှိဘူးနောက်တစ်ခါမနေ့စီကိုမစင်ကြမှာလမေးထားတဲ့လူရှိတယ်ပေါ့နော်အဲ့ဒီလူကပါမေးထားတယ်ဆိုတော့ညီမရေးတဲ့ နော်ဒေါအောင်ဆန်းစုကြည်ကိုကတ်တင်ဖို့တာတဲ့နင်တို့ကြိုးစားတဲ့ဒေါအောင်ဆန်းစုဒေါအောင်ဆန်းစုကြည်ကိုကတ်တင်နိုင်တာဆိုလို့လေကျမတို့ပြည်သူလူထုပဲရှိတယ်ခုလာမဲ့ဒီဇင်ဘာ28ရက်နေ့မှာတနိုင်ငံလုံးညီကြည့်အမေဒေါအောင်ဆန်းစုကြည်ပြန်မလွတ်လာဘူးဆိုစိုက်လို့ပြောနင်တို့တနိုင်ငံလုံးမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေအကုန်လုံးညီညီညွတ်ညွတ်နဲ့နော်ဒီဇင်ဘာ28ရက်နေ့မှာမဲမပေးပဲနဲ့ဆန္ဒပြကြည့်နင်တို့ငါတို့ရဲ့အမေ တောင်ဆန်းစွကြည်မကြဘူးပြန်လွတ်လာမယ်လို့ငါရဲရဲကြီးပြောရတယ်။ဒါကငါတို့နိုင်ငံသားတွေညီငါတို့တွေလွတ်မြောက်ဖို့ငါတို့တွေငါတို့ဒီမိုကရေစီရဖို့ကဒါကအဓိကနီလာမဲ့ဖြစ်တယ်နော်ဒီတော့ငါတို့အကောင်လုံးညီညီညွညွနဲ့ပူးပေါင်းမယ် ဒီဇင်ဘာ20ရက်နေ့ရှိရနေ့မှာအကောင်လုံးတပိတ်လောက်မဲ့အိမ်ထဲမှာပဲနေမယ်အေးဆွဆွနဲ့နေမယ်နော်အဲ့ဒါဆိုလို့ရှိရင်ငါတို့လူချင်းတဲ့ပန်းတိုင်ကိုငါတို့အမြန်ဆုံးရောက်မှာပဲဖြစ်တဲ့အာအဲ့ဒါလေးလည်းတစ်ခါတည်းပြောချင်တယ်ပေါ့နော်အဲ့တော့ကျမတို့မိသားသမီးတွေအကောင်လုံးညီပေးပါလို့ကျမဒီနေရာတွေကနေတောင်းဆိုချင်ပါတယ်ရှင်တခုလောက်ပြောမှဘောမတွေကတို့ကိုပြောတယ်ဖန်ဝရန်ထောက်ထားလို့တဲ့ဒီကောင်မတွေငြိမ်နေတာတဲ့ကြောက်လို့တဲ့ အမလီကြောက်လိုက်တာများတော့နေရလမ်းမပေါ်ထွက်ပြီးမှជីလိုက်ဒီနေ့မជីလိုက်နော်ကြောက်ကြမှာကျမမတည်လားအဲ့လိုမျိုးတည်လားပြရလားဟုတ်ဟုတ်ပြမှာနော်ပေါ့ရယ်နော်ပေါ့ရယ်နော်ဘောပေါ့နောက်ပြီးတော့လေနှီးစီလိုမျိုးတော့နော်အခုလိုမျိုးနှီးစီလိုရဲရဲတောက်တောက်နဲ့နော် ဘယ်လိုပြောမလဲဆိုတော့ရဲရဲဝုန်းနဲ့ရှေ့ကိုထွက်ရဲတဲ့တောက်သွေးပါရဒီလိုအမဒီလိုညီမမျိုးပေါ့နော်နောက်ထပ် main ကလေးလေး main ကလေးနောက်ထပ်2ယောက်3ယောက်လောက်လို့ခြင်းတယ်ပေါ့နော်အဲ့ကြရဲ့နေစီတို့ main ကလေးတွေရဲ့အစွဲအစားဘယ်လောက်ရှိရဲဆိုကျွန်မပြခြင်းတယ်တိလားအာလက်ရှိကျွန်မ main ကလေးအာရဲပေါ့ပေါ့နော်ကျွန်မ ਨੇ လုံးလုံးနိုင်မဲ့ရဲရဲဝုန်းနဲ့ရှေ့ထွက်ရဲမဲ့ main ကလေး2ယောက်လောက်လို့ရှိတယ်လို့ကြောက်တော့ကြောက်တော့မလေး3ယောက်ဘဘအကြီးကိုလေဘယ်လိုပြောလို့ပြောရမှန်းမသိဘူးနော် giờ bia, là là bia à, mà đồng tabor, đồng ừ. lại bố má đi nè nu bao tập bia tải lại to sao kêu mà sai đó thà mới vô chân à sao luôn 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 đông 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 có ai luôn mồm nói sao luôn 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 đông 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 thì mà bố má ta còn à ta bố má khi bố má ta còn cái video phản của mình sẽ nát thòng chỉ lại vào nó Hãy subscribe cho kênh Ghiền Mì không bỏ ပြောနေမယ်မဟုတ်ဘူးเนาะတကယ်လည်းလက်တွေ့လက်တွေ့လောက်သွားမယ်ဆိုတာလည်းကျေနပ်ပါတယ်ကဲတော့ဒီလိုမျိုးဆွေးနွေးရအောင်ဆရာမဟုတ်ဘူးเนาะဟုတ်ပါတယ်အဲ့ဒါလည်းခင်ညာတတ်တဲ့လူရွေးရမယ်တကယ်လှုပ်ပေးခြင်းစိတ်ရှိတဲ့လူရွေးရမယ်တကယ်လှုပ်ပေးနိုင်တဲ့လူရွေးရမယ်ဟုတ်လားဟုတ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ဒီလိုမျိုးတွေအသိပေးတာပါเนาะဒီနေ့ကြီးကျေနပ်ပါတယ်ရှင် ိုးတတ်တဲ့အလိုအတွေ့အကြုံရှိတဲ့အလိုကိုယူရမယ်ပေါ်မှာတော့ရေအပတာပေါ်မှာဂျုံမျိုးမင်းရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်မပြပါအောင်မာရီနဲ့ပတ်သက်အခုဆိုရင်လည်းဒီထွက်ပြီးတဲ့သတင်းတွေကဘာလို့ဆိုအစိုးရတော်တော်လေးဖြေလျှော့တဲ့သဘောမျိုးတော့တွေ့ရတယ်ဥပမာပြပါအောင်မာရီတောက်ကိုရီးယားရောက်မာရီပြပါအောင်မာရီဘုကတောက်ကိုရီးယားမာရီနဲ့ပတ်သက် ဒီမဲမဲမရဘူးကျိုတင်မဲပြို့ကိစ္စကိုတောင်ကိုရီးယားရောက်မြန်မာတိုင်ယွမ်ကနေမြန်မာတိုင်ယွမ်ကနေပြီးတော့ကျိုတင်မဲပြို့ကိုလာဖိတ်ခေါ်ထားတယ်အဲ့မှာမြန်မာတွေကလာမဲပြီးတာနဲတယ်ပေါ့ဗျာတောင်ဝမ်းနဲ့ရှိရတဲ့ရာကနလောက်ပဲလာပြီးရဆိုတော့ဒီဝါတော့ပြန်တယ်အစိုးရကသိကူးမဆိုင်ဘူးပို့လို့ပြရင်အဲ့ဟာကိုယူပြီးတော့ပြန်လာကြလို့ရတယ်ဒါပေမဲ့အစိုးရကအားလုံးကိုပါဝင်စေချင်တယ်ယူပြီးစရာဖြစ်နိုင်ရင်တက်နိုင်သလောက်ဟိုရတဲ့လောက်လာပေးစေချင်တဲ့ဆန္ဒဘယ်လောက်ရှိလဲမရှိလဲမင်းတက်တန်းဟိုဒီရက်ပြည့်သွားတော့နောက်ကိုထပ်ဆုပ်ပေးတယ်အင်းထပ်ဆုပ်ပေးတာလေဆုပ်ပေးပြီးတော့ လာမင်းတို့ကြိုတင်မဲ့ပေးလို့ရသေးတယ်ပေးဆိုပြီးထပ်ဆုပ်ပေးတယ်အဲ့ဒါဘာလဲဆိုတော့အားလုံးကိုပြည်သူတိုင်းမဲပေးခွင့်ရစေခြင်းနဲ့စိတ်ဒီတိုင်းမဲပေးခွင့်ရစေခြင်းနဲ့စိတ်နဲ့လာမဲပေးခွင့်မပေးလို့ဟုတ်တခြားဆိုရလို့မျိုးသားဆိုရင်ညစ်ပတ်ခြင်းနဲ့ဆိုရမျိုးသားဆိုရင်ဟေးမင်းတို့မပေးလေငါတို့ကဒီမှာဒီမှာရှိတယ်ရှိရှိနေပဲဒီမှာရှိတယ်ဖြစ်ရပြီးပြေးချသွားလိုက်ရင်ခင်ဗျားတို့ကြိုက်လားမကြိုက်လားမသိတဲ့လူတွေတက်အုပ်ချုပ်သွားလိမ့်မယ်ရှင်းရှင်းလေးပြောရရင်ခင်ဗျားတို့ တေချာစဉ်းစားကျွန်တော်စကားအများကြီးပြောလို့မရဘူးခင်ဗျားတို့တေချာစဉ်းစားခင်ဗျားတို့စဉ်းစားမဲပေးတဲ့ပြည်ပရောက်မြန်မာတွေတောင်ကိုရီးယားရောဂျပန်ရောကိုရီးယားထိုင်းရောဘာရောညောင်းမြန်မာတွေခင်ဗျားတို့မဲမပေးဘဲနဲ့ရှောင်ဖယ်နေလေလေခင်ဗျားတို့ကြိုက်လားမကြိုက်လားမသိရဘူးအုပ်ချုပ်တော့ခင်ဗျားတို့ရင်ဆိုင်တော့မှအဲ့တော့မှငါတို့ပမေးဒေါ်လာထွက်လို့မရဘူးအေးလေတို့ရောခင်ဗျားတို့အဲ့လောက်ဆိုရင်ခင်ဗျားတို့သဘောပေါက်နော်ချက်စုံတော့ဘွက်ကမိတော့ကြဒါပဲရှိရင်အဲ့တော့မဲထွက်ပြီးအကောင်းဆုံးပဲအစိုးရဒီလောက်ကြီးဖြေလျှော့ပေးနေတာဒီနေ့မှမဲပေးရဲ့ပိတ်ပါကြိုတင်မဲပေးရဲ့ပိတ်ပါပြီလို့ပြောနေတယ်အော်ငါတို့နိုင်ငံသားတွေ ဒီနေ့ပြောင်းလာမပေးသေးဘူး။ကဲဖြေလျှော့ပေးလိုက်ပါကွာ။နောက်ရက်ဖတ်ဆုပ်ပေးလိုက်။နောက်ရက်တွေဖတ်ဆုပ်ပေးရတယ်။ဘာလို့ဆုပ်ပေးလိုက်လဲဆိုတော့ရောက်နေတဲ့မြန်မာတွေကလုံးကိုကိုနိုင်ကိုကြပါဝင်ပြီးတော့မဲပေးထားတယ်ဆိုတဲ့ဟာမျိုးလူချင်းလို့။ပေးစီချင်းလို့ခင်ဗျားတို့ပို့ပြီးပါဝင်ပတ်သက်စီချင်းလို့ပြောနေတာ။ခင်ဗျားတို့ကျင်ဖယ်ထားခြင်းမှာတော့ဖယ်ကျင်ထားခြင်းမှာတော့ခင်ဗျားတို့လာမပေးလေခင်းဆိုင်ပြီးတော့ပုံထားလိုက်တော့ပြောနေတယ်ကွာလို့ပြောပြီးဘာလို့လဲဆိုတော့ကိုနိုင်ငံသားတွေဖြစ်တဲ့အတွက်ကိုယ်နိုင်ငံအရေးခင်မှာကိုယ်တိုင်ပါဝင်စီခြင်းလို့ကိုယ်နိုင်ငံရဲ့တိုးတက်ပြောင်းလဲရေးမှာပါဝင်ပြီးတော့မဲတမဲနဲ့ပါဝင်စီခြင်းလို့နောက်ကိုဆုတ်ပေးတာစောင့်ပေးတာ အဲ့ဒါကိုတချို့တွေကဘာလို့အာမဲလာပေးလို့မရှိလို့တတန်းကိုထပ်တော့ပါတယ်ဖြစ်ဖြစ်မရှိရှိရွေးကောက်ပဲတမောင်ကမဲပေးလို့မရှိလဲရှင်းရှင်းလင်းပြောရင်တယောက်ပင်အဲ့တယောက်နဲ့အဆိုးရဖို့လို့ရတယ်ဥပဒေရဲ့သဘောတဘောနဲ့လှုပ်ထုတ်လို့ရနမူနာပြောတာပေါ့နော်အလုံးကျုံရင်ဖြစ်သွားတာမသိဘူးအဲ့လောက်ထိလှုပ်လို့ရတဲ့ဟာကြီးဒါတက်တက်မဲ့ဖြေလျှော့ပေးနေတဲ့ကိစ္စပေါ်မှာပြီးပတ်ရောက်မှာကိုရီးယားရောက်မှာတယ်အသွေးမမားဖို့လို့တယ်ကိုကမဲတို့ကြီးတော့ပေးလိုက်ပေါ့ဗျကျိုးတွေနဲ့တော့ပေးလိုက်ပေးလိုက်တယ်ဘာဖြစ်ပေးလိုက်တယ်ဘာဖြစ်လဲဆိုတော့ပေးလိုက်ဘာဖြစ်လဲဆိုတော့အနည်းဆုံးကိုဒီကိုကြိုက်တဲ့သူကိုမဲပေးလိုက်ရတယ်ဆိုတော့ကိုယ်ခံစားချက်ဒီမှာရလိမ့်မယ် ဒါလေးကိုကျွန်တော်ပြောတာခင်ဗျားတို့ဘယ်ဘေးဆိုတော့တရားရင်ခင်ဗျားတို့ခြေထဲကြာချင်လို့တော့မသိဘူးအဲ့ဒါကိုကျွန်တော်ခင်ဗျားတို့မေးရမယ်ဖြစ်နေနောက်တစ်အဲ့ဒါပြီးနောက်တစ် issue တစ်ခုကကျွန်တော်ဒီနေ့အဲစစ်မောင်းစရာတရေတစ်ခုပြောချင်တယ်အဲစစ်မောင်းစရာပြောချင်ပါဗျာဟိုလေးခုပြောချင်တယ်ဒီစီဝိုင်းလုပ်ငန်းကိစ္စနဲ့ဆက်ဆက်တယ်တစ်ခုပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့စီကုန်းတဲ့လုပ်ငန်းရှင်များအသင်းကနော်စီကုန်းတဲ့နေ့စီနေ့စီကုန်းတဲ့လုပ်ငန်းရှင်များအသင်းပေါ့ဗျာအဲ့လိုလို့ရှင်စီကုန်းတဲ့လုပ်ငန်းရှင်အသင်းလို့ပဲပြောရင်ပိုပြီးမှတ်ပါနော်အဲ့အသင်းကတော့အခုအဲရွေးကောက်ပွဲကျင်းပပြီးတော့တက်တန်းမြန်မာနိုင်ငံစီကုန်းတဲ့နေ့စီလုပ်ငန်းရှင်များအသင်းက 2025-28တဒန်အတွက်စီမံခန့်ခွဲကုမ္ပဏီဖွဲ့ဝင်စီးရင်စုထုတ်ပြန်တယ်အဲ့မှာဥက္ကဋ္ဌအသစ်ရွေးသွားပြီပြောရရင်တော့ခင်ဗျားတို့သိရဲ့မင်းသားပိုင်တကွန်ရဲ့ရောက်ခမကြီးဥက္ကဋ္ဌဦးစန်းနေမှာသူကတော့နိုင်ငံဖြစ်သွားပြီယူဆပါတယ်သူကတော့အဲ့မှာဥက္ကဋ္ဌမဟုတ်တော့ဘူးဥက္ကဋ္ဌမဟုတ်တော့ပဲဥက္ကဋ္ဌအသစ်တက်လာပါတယ်ဥက္ကဋ္ဌအသစ်ကတော့ဥမောင်မောင်စောတဲ့ဥမောင်စောတဲ့ Global Good Pure Group Company စံချိန်စီဆက် importer အဲ့အဲ့လိုလုပ်တယ်တဲ့ importer လုပ်လို့လုပ်တယ်သူကဥက္ကဋ္ဌဖြစ်လာပါတယ်နောက်ဥပိုင်ဖြိုးသန်းရွှေမဟာဒနာ company importer လုပ်တယ်ဒုတိယဥက္ကဋ္ဌတက် ်ဥထေမိုးဒုတိယဥက္ကရာနှစ်အရွှေနဂါရောက်ဝယ်ကြီးရနော်ဥအောင်ရွှေငွေသေသိမင်းစီဆိုင်ကဒုတိယဥက္ကရာ၃နော်ဥဇော်ကိုကိုငွေအိုးကြီးစီဆိုင်ကအထွေထွေမှုနော်ဥဇော်ကိုကိုငွေအိုးကြီးငွေအိုးကြီးစီဆိုင်ကအထွေထွေမှုနော်နောက်တစ်ခုကစာသင်ပုဒ်ကအမတန်းစီပြီးရှိတယ်ပေါ့ဗန္ဒိုင်းဘူးတွေတွဲမဲ့ကျူဆောင်စစ်တွေဒီဘိုင်လိုင်းပေါ့နော်တန်းစီထည့်ထားတယ်ပေါ့နော်ဥရဲသူအောင်ဥမျိုးမြအောင်ဥလိုက်မျိုးလိုဥမျိုးတော်ထူးလိုဥတော်ဝင်းလေးဥစရာချစ်လိုစာသင်ပုဒ်ကဒီစီနဲ့စီကုံတဲ့လုပ်ငန်းရှင်များအသင်းရဲ့ဥက္ကဋ္ဌဒီခြေပွဲအစ်စ်မှုဆောင်တဲ့ဥခြေပွဲကြီးရတော့ကျင်းပပြီးသွားပြီ။ ပြရတော့ကျွန်တော်အစီအစဉ်ပတ်တဲ့ဒီကရဲနောက်ဆုံးတော့တော့ကဥဆန်းရဲ့ဥရပဖြစ်တဲ့အတုံးမှာတော့တစ်ခေါက်ဒီတစ်ခေါက်ရွေးကောက်ပွဲကိုသင်ချချစ်ပါတယ်ပြီးရင်သူကဒီနောက်လူလက်ထဲကိုလွှဲတယ်ပြောရင်တော့ထိုင်ကိုဖင်တွေ့ကြိတ်ပြီးတော့တခါလဲဖတ်မထားဘူးပြောချင်တာကြာတချို့တွေကပြောတယ်ကြာကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့တချို့လုပ်ငန်းရှင်တွေတချို့ပုံကူတွေကဘာပြောလဲဆိုတချို့သင်ဖို့မှာအခွရနေရအတွေးမှုညာဒိုးရညာထိုင်ရတချို့တွေပြောတယ်ဘာပြောလဲဆိုတော့ဘယ်တော့နော်ဦးမြောင်လိုင်းပြောတာဒီမြောင်လိုင်းက အာနာမက်တယ်အာနာယူတယ်ပြောတာရှိတယ်ကျော်ကျွန်တော်ကခဏခဏကြားဘူးလေသစနာဩဥပမာရောအာနာမက်တယ်အာနာယူတယ်အာနာမက်လို့အာနာယူလို့ပြောကြတာရှိတယ်โอเคအဲ့ဒီပြောတဲ့လူတွေကိုယ်တိုင်ကဒီလိုတချို့တချို့သူတွေကအသိအဖွဲ့တွေမှာဩဂရနေရနေမသိဘူးလောမသိဘူးဩဂရနေရနေတတန်းကူပါလို့ဆိုဥပမာဘောဆုံးကြီးတတန်းတော့ရတယ်ဩဂရလို့တယ်ဥပမာတတန်းလည်းဩဂရပဲတချို့ကဥဒိသိတတန်းအောင်စပါလားတတန်းကူမှလည်းစပါလားဒီနေ့ဒီ7နှစ်ဒီပါအထိဩဂရနေရမသိဘူးအဲ့လိုလူတွေရှိတယ်တချို့အသိတွေရှိတယ် ျွန်တော်အသိနဲ့ပဲတက်မပြောချင်ဘူးအဲ့တော့အသိဖွဲ့တွေအသိဖွဲ့တွေအကုန်လုံးခမရကိုယ့်ကိုသိကြဖို့လိုတယ်ခမရကိုယ့်ကိုသိကြဖို့လိုတယ်တချို့တွေကလည်းဆိုဥက္ကဋ္ဌဆက်လို့ချင်တာကအသိဖွဲ့စီးမင်းတွေကိုချက်ချင်းကိုယ့်ဖွဲ့နဲ့ကိုပေါင်းကြည့်ပြင်တာမရရအောင်ပြင်တာနောက်တစ်သက်ထပ်လို့ရအောင်ထပ်ပြင်တာအသိဖွဲ့စီးမင်းကိုတိတ်ကျက်ပြင်တာရှိတယ်တချို့အသိတွေဆိုမချမ်းသာကွဲတယ်မချမ်းသာကွဲတယ်မအိမ်ချမ်းကြီးသလိုဆိုမချမ်းကွဲနေတယ်ခမရရီးမိုးလည်းကောင်းတယ်ဘာမှမဟုတ်တဲ့ဒီဒီအသိဖွဲ့လေးရဲ့တခုရဲ့ဥက္ကဋ္ဌတွင်းမှုနေရာတွေကိုတော့ဒီလိုမျိုးစခွက်မှုနေကြတယ် ်ထိုင်ကုန်နေရာမှာဖယ်ပေးချင်ကြဘူးဂေါက်အသင်းဆိုလဲဂေါက်ဂေါက်ရက်တဲ့အသင်းဂေါက်အသင်းဆိုလဲခင်ဗျာမဖယ်ဘူးဂေါက်အသင်းလည်းမဖယ်ဘူးခင်ဗျာတရက်စာဆရာအသင်းလည်းမဖယ်ဘူးဟုတ်ပါဟိုဘာလဲအေးချမ်းမင်းတို့လည်းနှချမ်းကွဲတယ်ဆောက်လို့ရဒီဥရှိန်ဝင်အုပ်စုလဲခင်ဗျာဥရှိန်ဝင်လည်းဘာနဲ့တင်းနေရှိကိုဘူးလည်းမသိဘူးခင်ဗျာပြန်တွေးကြည့်အသင်းဖွဲ့ရင်တော့အများကြီးကြံသေးတယ်ကျွန်တော်တန်းစီထပ်ပြောရင်မကုန်ဘူးဟာရင်းစရာမရှိတဲ့အသင်းတွေကိုတန်းစီ list ဆွဲချပြီးတော့ကိုတန်းစီပြောရင်အဲတစ်ဖွဲ့လုံးကျွန်တော်အကုန်လုံးတင်းရအောင်မယ်တန်းစီမျိုးပဲဥက္ကဋ္ဌနေရာမစင်းကြဘူးဖတ်ထားတာဥက္ကဋ္ဌနေရာအသင်းဖတ်ထားတာအသင်းဖတ်ထားတာမပြောဘူးဟာတကူများ ပြောတော့ပြီးတော့အဲ့လူတွေကပဲသူကိုယ်ရကြရင်ပြောလိုက်ပြီဦးမြောင်လည်းအာနာမဲ့တယ်ဦးမြောင်လည်းအာနာကြီးဟောဖြစ်တာငါဖြစ်တာဟိုကတနိုင်ငံဟိုကျိုးတဲ့အာနာမလဲမဲ့တော့ရခင်ဗျားတို့ကဘာမှမဟုတ်တဲ့တော့ခင်ဗျားတို့ခွတ်ခွတ်သောင်းကုန်နေမှာတော့ဟိုလိုဟာလောက်ပြောမနေနဲ့လေတခါကျရီးဘူးလည်းကောင်းတယ်သူများကလည်းညှိုးထိုးတဲ့လူကကိုယ်တိုင်အာနာမဲ့နေကြတာကိုမေ့နေအဲ့အသိန်းဖွဲ့တော်များဟိုကမြန်မာနိုင်ငံမှာရှိတဲ့အသိန်းဖွဲ့နဲ့ပတ်သက်လို့ရှိရင်အဲပြည်ရေးရေဒိုက်ကာရေနောက်တခြားပါစီရှုံးနေပြီအဲ့ဒီဖွဲ့စည်းတွေက နဲ့ဒီအသင်းဖွဲ့စည်းမျဉ်းတွေကိုကင်ထားတဲ့အသင်းဖွဲ့စည်းမျဉ်းအသင်းဖွဲ့စည်းတဲ့ကိစ္စတွေပတ်သက်တဲ့ကင်ထားတဲ့အုပ်စုတွေဒီတစ်ဆန့်အာရဗန်ကြီးကြီးတွေနဲ့လေအသင်းဖွဲ့ဥက္ကဋ္ဌတွေနဲ့အသင်းဖွဲ့တာဝန်ရှိတွေမေးရမယ်တက်တန်းကျော်ပြီးတော့ထမ်းဆောင်နေတဲ့ပုံကူတွေကိုမင်းတို့ရုပ်ကောင်ပြန်လုပ်ပါလို့ပြောရအောင်ခိုင်းရမယ်ကျွန်တော်ရောကြီးမလုံးရောကြီးရောမလုံးချနဲ့ခိုင်းရမယ်တချို့အသင်းတွေတက်တန်းကျော်နေပြီဥက္ကဋ္ဌတွေတက်တန်းကျော်နေပြီအတွင်းမှုတွေတက်တန်းကျော်နေပြီဆက်ပြီးတော့ခုချင်းဥက္ကဋ္ဌအတွင်းမှုတွေဆက်လုပ်နေကြတော့အဲ့ဒါတွေအကုန်လုံးကိုရှင်းနိုင်ရမယ်ဒါမှဒီမိုကရေစီဖြစ်မှာဟုတ်ရဲ့ခင်ဗျားစဉ်းစားကြည့်ရာဥတုခုမှာဗျာနှစ်ဆွေးအောင်ဖင်ဆွေးအောင်ထိုင်နေဆိုတာဗျာ ိတ်ပြည့်စရာကြီးဗျာပြောတော့ဒီမိုကရေစီလိုချင်တယ်ပြောတယ်အများကြီးပဲတော့အခုစီအသိန်းကသူ့တာဝန်သူ့လွှဲသွားတယ်သိကောင်းတယ်လက်ခုပ်တည်တယ်တကယ်လက်ခုပ်တည်တယ်ကောင်းတယ်ပြောဖွဲရမယ်ဒါပဲကိုယ်ဆုံးလို့ကျဦးဝင်းလဲနောက်တစ်တက်ကြသူလွှဲလိမ့်မယ်စောင့်ကြည့်လိုက်ဒါဖြစ်လိမ့်မယ်သူဆက်ပြီးထိုင်လို့မရအောင်နှစ်ချိန်ကြီးသွားပြီဒါဆိုဒါဒုတိယချိန်မှာနှစ်ချိန်ပြီးသွားပြီသုံးချိန်မှာသူထိုင်လို့မရအောင်အသိန်းကနှစ်ချိန်ပဲရတာမဖွဲ့စုစီမင်းကိုသူလိုထပ်ထိုင်ချင်လို့ထပ်ပြီးသူပြင်နေတော့မသိဘူးတိတ်ပြင်လို့သိဘူးအသိန်းဖွဲ့စီမင်းနေရှိပြီးသားတချို့ဒီဘာသာရေးနဲ့ဖွဲ့စည်းလက်ရှိတယ်ဘာအဖွဲ့စည်းညာစီဖွဲ့စည်းရှိတယ် ဩဂရရတော့မစင်းယူချိတ်ထိုင်တာချိတ်ထိုင်တာအသင်းဖွဲ့စီမြေကျွန်တော်သာဩဂရအသင်းဖွဲ့တစ်ခုမှာဩဂရလောက်ရမယ်ဆိုရင်ကျွန်တော်ပွင့်လို့ပြောမယ်နော်ကိုထိုင်ရမယ်တတ်တဲ့ပို့ကိုမထိုင်ဘာလို့လဲအဲ့လိုပြီးမယူအဲ့လိုပြီးယာလို့လည်းမယူအာနာလည်းမယူအဲ့လိုယူနေတဲ့ကောင်လည်းအဖြစ်မခံဘူးအာနာယူရယာလို့ယူရကောင်းတယ်လို့ဘုံဘူးလားမယူတင်ဘူးအဲ့တော့ကျွန်တော်ပွင့်လို့ပြောတချို့အသင်းဖွဲ့ဩဂရတွေခင်ဗျားတို့တွေကိုယ့်အကူသိပါတယ်ကိုယ့်ကိုအသင်းဖွဲ့စီမြေတွေတိတ်ပြင်းတာတွေမလုပ်ဖို့နောက်တစ်ခုက ဖြစ်နိုင်ရေကောက်ပဲမြန်ဆန်လို့ပြတာအကောင်းဆုံးဟုတ်ကဲ့တော့တချို့ဒီနေ့ဘေးဥက္ကရာတာဒီဘေးဥက္ကရာတာပါလေပြန်ကြရင်ဘေးဥက္ကရာပါတာပါအာခင်ဗျအဲ့ဒီဖွဲ့ပုံနေပေါ်လို့ရရင်ဘာလို့လဲမသိဘူးသူမရှက်မလားမသိဘူးကျွန်တော်စဉ်းစားတာမရှက်ကြဘူးလားမသိဘူးရှက်ရကောင်းမှမသိတာလားမသိဘူးယူလို့ယူသိဥစားဘူးရှက်ရကောင်းမှမသိရတာကျွန်တော်မသိဘူးချုပ်သိနေဆိုကိုကရာယူလူတိုင်းကိုသားသမီးကဒီဖွဲ့မှာပြန်ပါနေကိုကပွင့်လဲပြောရင်ဒီအရေးပါတဲ့နေရာတွေဖြစ်နေမပအောင်ထားရမှာ ဒါပေမဲ့အသိပေါ်တော်များဖေးရဥက္ကရတာဟာတွင်မှုလို့ဖေးရဥက္ကရတာပြင်ချိုင်မှုဖေးရဥက္ကရတာစည်းစီမှာနေရာကောင်းယူရလို့ဟာအဲ့ဒါတွေကပြင်းပြနေတာမဟုတ်ဘူးတော်ကျွန်တော်ကတော့ပို့နေပြအာမဘေးဥက္ကရအောင်အာမဘေးရှက်တက်ဖို့တဲ့လေရှက်တဲ့နေရာကိုရှက်ဖို့တဲ့လေရှက်ရကောင်းမှလည်းသိဖို့တဲ့လေဘာလို့ကောပြောရလားခေတ္တကုကာလတခုမှာကိုကအာနာရှိလို့ဖွင့်ရေးရှိလို့ကိုကအာနာရှိလို့ဖွင့်ရေးရှိလို့ကိုသားသမီးကဂွေတွေရတယ်အကြီးကျယ်ဖန်ရတယ်အကြီးကျယ်ပိုင်တယ် ိုဟာတိတ်နေဒီဟာရတယ်ဟိုဟာရတယ်ဒီဟာရတယ်ကိုအာနာမရှိရဲ့နေကြရင်ကိုသားသမီးမျက်နှာဘယ်လိုနေလဲဆိုတာစဉ်းစားကြည့်ဘူးစဉ်းစားကြည့်ဘူးလားတချို့လူတွေပြောတာပါဘယ်သူတွေလည်းမယူရဘူးခေါင်းကိုတက်ဖို့နော်ကိုကတော့အသင်းဖွဲ့တွေကအကုန်လုံးအခုကျွန်တော်ကျွန်တော်ရွေးချယ်ဘူးမှမယူဘူးနော်ကျွန်တော်ပြောတာယူလို့လားအကူကြီးရတယ်ကျွန်တော်ကထားပါတော့ကျွန်တော်ကဒါကျွန်တော်ကဘာဥက္ကရာကြီးပေါ့ကျွန်တော်ခေါင်းဆောင်ကြီးပေါ့ကျွန်တော်လူကြီးဖြစ်ပေါ့ခေါင်းဆောင်ကြီးဖြစ်ပေါ့နော်ကျွန်တော်တာသမီးကတော့ ဟိုဟာရတော့တရားရတော့ဟိုဟာပြတရားအခုကျွန်တော်သားသမီးလဝကြီးကိုပတ်အောင်တာအဲ့ဒါကိုလို့ကျွန်တော်ပြင်ကျွန်တော်မသိဘူးအစင်ပြေတယ်ထင်တာ okay 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 ပေါ့ဟိုသူသားသမီးဆိုတော့ပြင်ပေါ့ဘလို့အဲ့ဒါမျိုးကြီးကိုအဲ့ဒါမျိုးကြီးကိုစဉ်းစားကြည့်နော်အဲ့ဒါမျိုးကြီးကိုကိုလည်းဘာမှမရှိတော့ရချင်းတာဝန်မရှိတော့ရချင်းရောက်ပြီဆိုတော့အဲ့ဒါရှက်ရကောင်းရှက်ရှက်ဆရာကောင်းလဲဆိုတော့သူမြင်မှုကြလားမသိကျွန်တော်အဲ့ဒါမျိုးသူရှက်ဆရာကောင်းလို့ကျွန်တော်မြင်တယ်ကျွန်တော်မြင်တယ်အဲ့တော့ရှက်တဲ့နာကိုရှက်တတ်ဖို့လို့မင်းတပါမရှက်တဲ့နာကိုရှက်တတ်ဖို့လို့ရှက်ရမရအောင်ရှက်တတ်ဖို့လို့ ရှက်ရမယ့်ရာရဲကိုရှက်တတ်တာရဲ့ရှက်တဲ့နာကိုရှက်တာရဲ့တကယ်လူကောင်းပါလူရောလူကောင်းလို့ပါခေါင်းဆောင်ကောင်းလို့ပါအဲ့တော့ပုဂ္ဂိုလ်ကိုလည်းသိကြဖို့တချို့ဖွဲ့စည်းနေတချို့ပုဂ္ဂိုလ်တွေတချို့သောတာဝန်ရှိသူတွေတချို့သောဘာရင်ဘာရင်ညာတွေကျွန်တော်တို့ကျွန်တော်တချို့သောကျွန်တော်တို့ကျွန်တော်ကြောင်မျိုးမင်းတွေပေါ့နော်ပြောပါတယ်ပြောပါတယ်အဲ့တော့မလုပ်ကြနိုင်လို့ကြဖို့ဒါအသင်ဖွဲ့အခုစီးစင်းရတော့ဘာပဲပြောသူနေရာဖယ်သွားတယ်သူ့ဟာသူအစ်တတွေဖြတ်တင်လာတယ်ကောင်းပါတယ်ကျွန်တော်တို့အားပေးပါတယ်လက်ခုပ်ကြည့်ပါနော်ဒါလေးကျွန်တော်လို့ပါနောက်တစ်ခုကတော့ဒီရွှေကြိုကိစ္စပေါ့အမဲရွှေကြိုကိစ္စရွှေကြိုကိစ္စဆိုတာချမ်းမဟုတ်ဘူးလို့ရှင်စီယုံကရွှေကြိုရင်းနဲ့ပတ်သက်ပြီးတော့မှ ကြည့်ရဒီနေ့ရွှေကြိုးတွေမကောချောက်လားမလဲမလာချောက်လားမသိတက်ပြီးတက်တိုင်းတိုးပင်းနေရရှိတယ်တွေ့ရတယ်ဒါမှမဟုတ်လဲလာလာချင်းတဲ့လူစောင့်ရလားဘာတော့မသိဘူးရွှေကြိုးတွေခေါ်နေတယ်ရွှေကြိုးသားအကယ်ဒမီပြောတဲ့ရွှေကြိုးခေါ်နေပါတယ်တချို့တွေလျှောက်ချင်းတော့လျှောက်ကြဒါကိုပြောချင်တာနော်နောက်တစ်ခုကရွှေရှင်လောကနဲ့ပတ်သက်ရင်မင်းမီမာပေါ်လို့ရတယ်လူကြီးတွေလာမယ့်အကယ်ဒမီကိုရိုက်ခတ်နိုင်ရရှိတယ်ဆိုရင်ပေါ်လို့ရနေတယ်အဲ့ဒါဘာလဲဆိုတော့ကြုံရလို့ရွှေရှင်လောကနဲ့ရွှေကြိုးလက်ကိစ္စတော့ဘာလဲဆိုမင်းမီကူကူတို့ဥမှုရွှေကြိုးတို့တွားပြီးတော့တိရုံမှာတွားပြတယ်ပြပွဲဘာလဲဒါကျွန်တော်ရွှေရှင်ပိုးတော့ဘာပိုးတော့လို့မသိဘူးပြဒီချစ်ချီရွှေရှင်ပိုးတော့တခုပဲ အဲ့မှာမိမိကိုကိုကစုရလာတယ်တမင်တယ်များနေစဉ်စုရလာတယ်မိမိကိုကအဲ့ဒါကိုပါပြလို့ဆိုတော့ online ဝေါ်ရေးချင်တယ်ရှောက်ရရတော့ဗျာတကယ်မီဒီယာအစ်စ်မဟုတ်တဲ့ clickbait တွေပေါ့အဲ့ဒါမီဒီယာတွေကမီဒီယာမဟုတ်တဲ့တကယ်ဟိုဟာတွေပါမီဒီယာမဟုတ် Facebook ပေါ်လောက်စားတဲ့အုပ်စုတွေရှိတယ် clickbait အစ်စ်တွေပေါ့အဲ့အုပ်စုတွေကဘာပြောလဲဆိုတော့မြန်မာနိုင်ငံကပေးတဲ့ academy ကို academy academy မရဘူးမရရင်နိုင်ငံတကာကတော့စုတွေပေးတယ်တွေ့လားတော်တော်အစင်တန်းရှိလို့ပေးတာဆိုတချို့လူတွေကအဲ့ညံရီတထောင်တမိုင်းနဲ့လျှောက်ပြောကြတာဗျတကယ်အမှန်အားတာမဟုတ်ဘူးအဲ့ဒီပြပွဲကိုတိုင်ပွဲကိုသွားတဲ့ တော့ပြိုင်နေကားတိုင်းလိုလိုကိုတက်ဆိုင်ရတစုချင်းစီတစ်မျိုးစီပေးတယ်အကုန်ရလာခဲ့တယ်သူပြိုင်နေချားနိုင်ရလည်းရလာခဲ့ပြီသားမိမိကိုယ်တည်းထွန်းဖောက်ပြီးရလာမိမိကိုယ်တည်းတခုတည်းထင်းထွန်းဖောက်ရလာမဟုတ်ဘူးဗျအဲ့ဒါကိုပောက်တက်ကြရီရှောက်ပြီးတော့ဖွားလိုက်တော့မြန်မာပြည်မှာရှိတဲ့ဒီအကယ်ဒမီရွေးချယ်ရေးအဖွဲ့လူတွေကိုမထိမမြင်မလေးမစားလို့ရမကြောက်ဘူးလားပြီးတော့ဒီအကယ်ဒမီရွေးချယ်အဖွဲ့လူတွေကအပေါ်မှာအော်လာလွတ်မှုအကျိုးစားတာမဟုတ်ဘူးလားအခုလာမယ့်အကယ်ဒမီကလည်းနောက်လာမယ့် February ဆိုလာအောင်မယ်အဲ့တော့ February မှာ Gary လာရင်အခုလာပြီ အခုဒီနေ့ဆိုရင် agreeable sin list ဝင်တဲ့ကားတွေရှိတယ်မနေ့ကတော့မနေ့ကတော့ပြိုင်တော့ရှူဘူဒီရဲ့ပန်းပန်းချစ်သူဘာတော့ဝင်တယ်ဒီသဘေနာနေ့စီပြိုင်ရတဲ့ခါမှာရှူဘူဒီကားရောက်တော့ sorry ဘုမုံရှူပြောတာမလေးလွဲကုန်ရှူဘူဘုမုံရှူဘုမုံရှူပြောတာနော် sorry အဲအဲ့လိုဆိုရင်မှဘုမုံရှူကားနဲ့ဒီကနေ့နှိုင်းရှင်ပြပြီးတော့ဖဲ့ကြတာတွေ့တယ်မဟုတ်ဘူးမဟုတ်ဘူးအခုဒီနေ့လဲလာအောင်မှာမဟုတ်နဲ့အဲ့တိုင်းဇလန်လာကြအောင်မှာကျွန်တော်မြင်တယ်အားလုံးမှာမဟုတ်မနေ့ကရတော့ဒီနေ့ရတယ်ဆိုပြီးတော့မှအကယ်ဒမီပို့ဖွဲ့ပြီးပို့ဖွဲ့ပဲအကယ်ဒမီပို့ဖွဲ့ကိုပြဿနာရှာကြအောင်ပဲပို့ဖွဲ့ရတော့ရှင်းရှင်းလေးပဲ ်တင့်တော်တယ်ထင်တာပူကောင်းမယ်ထင်တာပူပြီးစနစ်ကြမယ်ထင်တာပူပြီးတော့ဟိုဘောသူ့ရဲ့စံချိန်စံချိုးတွေနဲ့တက်မှတ်ပြီးရွေးချယ်ရွေးချလိမ့်မယ်အဲ့တော့အပြင်ကနေရွေးချင်တာရေးပြောချင်တာပြောကြတယ်လည်းချို့ရတာမတင့်တော်ဘူးနောက်တစ်ခါအခုလည်းတချို့ဘုတ်ဖွဲ့တွေပုံမှာလွှမ်းမိုးမှုစူးစမ်းတယ်ဟိုလူနဲ့လွှမ်းမိုးမှုစူးစမ်းတယ်ငွေကြီးနဲ့လွှမ်းမိုးမှုစူးစမ်းတယ်နောက်တစ်ခါဒီဒီဝါရဖြန့်ချိမှုနဲ့လွှမ်းမိုးမှုစူးစမ်းပြီးတော့သူတို့ရစေချင်တဲ့လူရအောင်တွန်းပို့နေတာတွေအလုံးညာရှိရလို့ကျွန်တော်ကြားတယ်အဲ့အဲ့လိုရတဲ့စုကြီးကတော့ယူစရာကောင်းပါလေကွာစုဆိုတာထိုက်တံမှရတာကောင်းတယ်မထိုက်မတန်နဲ့ရတဲ့စုကယူဖို့ကောင်းတယ် ယူဖို့ကောင်းတယ်အဲစုဟာယူတဲ့စုဟာယူတဲ့နာယူကျွန်တော်လည်းတချို့တွေစုပေးတယ်ဟိုဟာပေးတယ်ဒီဟာပေးခြင်းလည်းရှိတယ်ကျွန်တော်ပုံနဲ့ပြောကိုယ်နဲ့မထိုက်တယ်ခံလို့ယူထိုက်တယ်မှကျွန်တော်ယူခြင်းနဲ့မထိုက်တယ်မယူပါဘူးပုံနဲ့ပြောတာဒါကျွန်တော်ပုံအောင်လည်းပြောခဲ့ပါတယ်ကျွန်တော်လည်းမထိုက်တယ်ထင်တဲ့ဟာကိုကျွန်တော်မယူပါဘူးထိုက်တယ်ထင်တာကျွန်တော်ယူပါတယ်ဒီလိုပဲရှင်းရှင်းလေးပဲအဲ့လိုပြောပြောဟုတ်ကဲ့အဲ့တော့ကိုယ်မထိုက်တဲ့စုမယူရဲဘူးလားကိုယ်ယူပါစဉ်းစားဖို့လိုတာပြောတာဒီကလေးကလည်းထိုက်တယ်စုပဲအကယ်၍ဘွေးချွေဖွဲ့တေချာစနစ်ကြပေးလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချပါတယ်ဒါတစ်ခုပါနောက်တစ်ခုကဒီနေ့ဟို ကိုရာစိတ်မကောင်းစရာပါလို့ဆိုကော့တောင်းမကြုံကလက်မှာဖြစ်တဲ့ကိစ္စကျွန်တော်ဒါကတော့ကျွန်တော်တို့ကျွန်းသာသနာပြုဆရာတွေအတွက်စိတ်မကောင်းစရာတည်းမှာကျွန်းနေဦးသာသနာပြုတဲ့ဆရာတွေအတွက်စိတ်မကောင်းစရာပေါ့နော်ကော့တောင်းမျိုးနဲ့ဒီစလုံးတိုင်းသားတွေနေထိုင်နေဒီမကြုံကလက်ဆိုရရွာအဲ့ရွာမှာကျောင်းနေဆရာတော်တပါးရိုက်တက်ခံရဖြစ်စင်တပါဖြစ်သွားတယ်အဲ့ဒါဒီစမခုနှစ်ရက်မနေ့ညနေပိုင်းဖြစ်တာအဲ့တော့ဒီဒီမကြုံကလက်ဆိုရရွာမှာရှိတဲ့အောက်ခီမှာဆိုတဲ့ကြီးရွာပေါ့နော်မကြုံကလက်ကအဲမကြုံကလက်ဘက်ကကျောင်းအောက်ခီမှာဆိုတဲ့ကျောင်းတိုက်ပေါ့နော်ကျောင်းတိုက်မှာဖြစ်တာအဲ့ဆရာတော်ကနေပြီးတော့အသက်29နှစ်ရဲ့အမျိုးသားတရက်ကိုသူကအဲ သူဆောက်ချောက်တာအဲ့လူကတခါတလေဆေးကြောင်ကြောက်တတ်တယ်ဟိုကလို့တဲ့ယူတယ်မူတယ်အဲ့လိုဖြစ်တယ်အဲ့ဒါဆရာတော်ကသူ့ကြောက်တယ်မော်ထားတာထားပြီးတော့ဟိုဆောက်ချောက်တာထမင်းကျွေးတာဆောက်ချောက်ထားတာအဲ့ဒါကိုအဲ့ဒီအမျိုးသားကမနေ့ကညညပိုင်းမှာဆရာတော်ကိုတက်တော့အသက်36နှစ်ဝါတော်35ဝါရှိတဲ့ဆရာတော်ကျွန်တော်နဲ့ဆရာတော်ကိုတုံးနေကြတယ်လိုက်တက်လိုက်တယ်ဆရာတော်ဆောပြီးသွားတယ်အဲ့လူကဆေးနေနေကြောင်ကြောင်ပြီးတော့ပြောပါလဲဆိုတော့အဲ့ဒီမှာကြည့်ရဆရာတော်ရဲ့ဆုံးဟိုဟာတွေကိုဆုံးနေဟိုဟာတွေနဲ့ပတ်သက်ပြီးတော့ကြည့်ရတာအာ ဆုံးရရင်ဆုံးကလိုက်တယ်ဆုံးကလိုက်ပြီးတော့ပြီးတော့ဗျာဟိုပြီးတော့အလူကဘုံနဲ့ပတ်စံတွေကိုခိုးဖို့ကြိုးစားတာလို့ယူဆတယ်အဲ့တော့ဆရာတော်အားအဲ့ဒါကိုတားတာပေါ့တားပြီးတော့ဆူတာပေါ့ဗျာဘုန်းကြီးတွေဆရာတော်ရင်းတဘောပေါ့ဆူတာပေါ့ဆူတာကိုဆူရကောင်းလားဆိုပြီးတော့အဲ့မှာအဲ့ဆရာတော်ကိုချိတဲ့ဘေးကတုံးနေကောက်ပြီးရိုက်တတ်တာဆရာတော်ကိုလုံးပြန်လုံးမူသားရှာတယ်ဘေးကတကမန်းနဲ့ကလည်းမြင်တယ်မြင်နေတဲ့အဲ့တကမန်းနဲ့ကိုလည်းကြိုက်ပို့ပြီးတော့ထွက်ပြေးရတယ်အဲ့တော့နောက်တော့အဲ့ကောင်ဖမ်းမိပါတယ်ဖမ်းစီရမိလို့ခုလိုဝိုင်းဖမ်းရွာရွာဖမ်းလို့ခုသူ့ကိုဖမ်းမိလို့အချိုးရက်ထဲကိုကြိုးစားလိုက်ပါပြီအချိုးရက်ထဲပါပြီဆိုတော့ ကျောင်းလေးမှာသာသနာပြုတဲ့ဆရာတော်ဆိုတာနည်းနည်းပဲရှိတာဗျာရှားရှားပါးလေးတွေပါအဲရှားရှားပါးကျောင်းလေးမှာသာသနာပြုတဲ့ဆရာတော်တွေကအဲ့လိုယူရောင်မူကြောင်ကျောင်းလေးဟိုကလေးလေးကျောင်းလေးမှာအထီမွေးစွာပြတ်နံပြီးတော့မူကြောင်မူကြောင်နဲ့ရှောက်လို့ကြတဲ့ဇာလနဲ့ရတိုင်းပြည်တွေနဲ့နင့်လာတယ်သာသနာတော်နင့်လာပါတယ်စင်ကောင်းဆရာလည်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့စင်ကောင်းပြရအောင်လို့ခေါ်တာပြောတာဟုတ်တော့ကျောင်းသာသနာပြုဆရာတော်တွေနေပတ်တယ်လေနိုင်ငံတော်ကာဝယ်ဆောက်ရှောက်ပေးကြဖို့လိုပါတယ်ဟိုဗုဒ္ဓဘာသာကျောင်းလေးမှာပြတ်နံတာကောင်းသလားဆိုးသလားဆိုတာဟိုစဉ်းစားကြဖို့လိုတယ်ဒါလို့ဆိုတော့တချို့ကျောင်းလေးမှာ တခြားကိစ္စတွေရှိနေပါတယ်ကျွန်တော်မပြောလို့ပါဘူးတချို့ကိစ္စတခြားကိစ္စရှိနေပါတယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့နိုင်ငံရဲ့အဲကျွန်တော်နိုင်ငံရဲ့ပိုင်နဲ့တန်ဇာတာတွေကိုပိုင်နဲ့ဟိုတွေကိုကျွန်တော်တို့မှမကောက်ဘူးဘယ်သူကောက်ဝယ်မှလဲဗျာပြီးတော့ကျွန်တော်တို့နိုင်ငံကဘာသာသာသနာယဉ်ကျေးမှုတွေထုံးကားပါတယ်ဒါတွေကမှကျွန်တော်တို့မှမကောက်ဝယ်ဘယ်သူကောက်ဝယ်မှလဲအဲ့ဒါလေးကရှင်းရှင်းလင်းလင်းမိတာပါအဲ့တော့နိုင်ငံတော်အကြီးအကဲတွေကိုယ်တိုင်ဥဆောင်ကောက်ဝယ်မှာပါတချို့ကျွန်းတွေတချို့ကိစ္စတွေမှာနိုင်ငံတော်အကြီးအကဲတွေကိုယ်တိုင်ကအမြင့်မြင့်ကြီးကြီးနဲ့ကိုယ်နိုင်ငံကိုကောက်ဝယ်တဲ့စိတ်လေးနဲ့ကျွန်းသာသနာပြုတဲ့ကိစ္စတွေကျွန်းတွေပေါ်မှာသာသနာပြုတဲ့ကိစ္စတွေကို ေချာလုပ်ဖို့တင်တယ်လို့ကျွန်တော်ဒိုင်နှုံးချင်တယ်နော်ဒီနှုံးဝေနှုံးမဝေဒီလိုမျိုးယူကြောင်ဝူကြောင်ကောင်းလေးလုပ်တာနဲ့ကျွန်းကျိုးနေမှာဘယ်ဆရာတော်မှသွားပြီးမထိုင်ရည်ဖြစ်ကုန်ပဲဒါလေးကိုကြိုးကြိုက်လို့ထည့်ပြောတာဖြစ်ပါတယ်အဲ့တော့အဲအဲ့ဒါလေးပြောရင်းနဲ့ဒီနေ့တော့ကျွန်တော်တော့လည်းပြေးပါမယ်အား